Hello ဒီကနေ့ကတော့ကျွန်တော်အိမ်ငါးဘွားနေအိမ်ပိုင်ဖြစ်တဲ့မင်္ဂလာရှိတော်နေထူးနေမြတ်လေးပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကြောကြောအောင်ပါ Motorbike Ultra Customer Service Trainer Gorilla Marketing Coach တို့ဖြစ်ပါတယ်ဒီ video ကြည့်နေတဲ့မိတ်ဆွေတွေမှာလည်းအရင်တုန်းကအိမ်ငါနေခဲ့ဘူးတဲ့သူတွေအများကြီးရှိကောင်းရှိနိုင်ပါတယ်လက်ရှိလည်းအိမ်ငါနေကြသူတွေရှိကောင်းရှိနိုင်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ဇာတိမျိုးကနေမန္တလေးကိုပြောင်းခဲ့တာဆိုရင်အခု17နှစ်ကျော်ပြီ စတဲ့နှစ်ကျော်ကာလအတွင်းမှာဆိုရင်ကျွန်တော်အိမ်ငှားအွှေပြောင်းလောက်ခဲ့ရတာအားလုံးပေါင်းခုနှစ်ကြိမ်တိတိရှိပါပြီဒါကဘုံကြီးเจ้าမှာနေခဲ့ရတဲ့အကြိမ်မပါသေးပါဘူးဘုံကြီးเจ้าမှာလည်းခဏနေခဲ့ရတယ်ပြီးရင်ဒါနောက်ပိုင်းအဆောင်အဆောင်ကနေအိမ်ငှားပေါ့နော်အိမ်ငှားတင်တောင်မှခုနှစ်ကြိမ်တိတိအပြောင်းရွှေ့ဇက်တိုက်လောက်ခဲ့ရပါတယ်အဲ့လိုမျိုးအပြောင်းရွှေ့လုံရင်းလုံရင်းနဲ့ဒါအခုမန္တလေးရောက်တာစတဲ့နှစ်ကျော်ကာလအတွင်းရောက်တဲ့အချိန်မှာတော့ဒါအခုကျွန်တော်အခုကျွန်တော်ရဲ့နောက်မှာရှိနေတဲ့ ကျွန်တော်ရဲ့ကိုပိုင်အိမ်လေးတစ်လုံးကိုအခုစတင်ပိုင်ဆိုင်ခွင့်ရခဲ့ပါပြီကျွန်တော်ဒီနေ့အရန်အရန်ပျော်နေပါတယ်နော်အိမ်ငားနေခဲ့ဘူးတဲ့သူတွေဆိုရင်အဲ့ဒီရဲ့ခံစားချက်အဲ့ဒီရဲ့ပီတိကိုကောင်းကောင်းကြီးတဘောပောက်ပါလိုက်မယ်ဒါတော့ကျွန်တော်ရဲ့အိမ်လေးပါနော်အိမ်ဝင်းက40 60အကျယ်ပဲဖြစ်ပါတယ်အိမ်ရှိမျက်နှာစာမှာဆိုရင်လေဒီမှာဆိုရင်ဒါပေးအစိတ်လောက်ကောင်းကောင်းကြီးအကျယ်ဝန်းကျင်နေတယ်ဒါလေးကတော့ဒါကြောင်အိမ်လေးကားလေးပေါ့နော်ဒါကတော့အပေါ်တက်တစ်ဖို့ယာထားတာပါ ဒီအပေါ်ကဒါစလစ်ပြင်ကလုံးဝအပြည့်လောင်းလိုက်တယ်အပြင်ကနေပဲကြောင်ရင်လေးကနဲ့အပေါ်ဓာတ်ကိုတက်တော့မှာပေါ့နော်ဒါကတော့ဒါပန်းခုံလေးပေါ့နော်ဒါတိတ်မကြခင်မှာပန်းပင်လေးတွေဒါစိုက်သွားဖို့ရှိတယ်အဲနဲ့ကျွန်တော်တလစ်စားတယ်ကျွန်တော်ရဲ့အိမ်ဒွန်းမိုင်းဒဂရီရှင်းလေးတွေကိုဒါတစ်ချက်ပြပေးခြင်းပါတယ်ဒါကတော့အိမ်ထဲဝင်ဝင်ချင်းဧကမ်းမဆောင်ပါဒါကကျွန်တော်တို့ဒါမီးရတော့ LED မီးလေးနဲ့ဒါ fancy မီးကိုမှ LED မီးအနည်းငယ်လေးပဲတုံးထားတယ်ဒါကတော့ဖျားစင်ပေါ့နော် ဘုရားရှင်ကတော့ဒါကျွန်တော်တို့ကအပေါ်ရက်ကိုထတ်တဲ့အောင်မှာအပေါ်ရက်တင်းရင်တော့ဘုရားရှင်ကိုတတိချာချာတော့ဒါကျွန်တော်တို့ဘုရားရှင်ကိုတေချာလုပ်မယ်ဒါကတော့လောလောဆယ်ကအပေါ်ရက်မတက်သေးခင်မှာဒါကတော့ယာယီတဘောမျိုးပေါ့နော်ဒါကတော့ဒါဧည့်တယ်လာတဲ့ချိန်ထိုင်လို့ရအောင်လို့ဒါစတိကုံနဲ့ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့မိသားစုဝင်တွေပါအိမ်ထဲဝင်ဝင်ချင်းဒါဧကမ်းမှပြီးတော့ဒါကတော့အမိအတွက်ဧကမ်းပဲဖြစ်ပါတယ်အဲဒီမှာဆိုရင်ဒါ master bedroom ရီချူဝမ်းအိမ်သာတွဲရပါအဲဒီမှာဆိုရင်ဒါရီချူဝမ်းအိမ်သာတွဲရလေး ။ဒါကျွန်တော်အထဲအထိပြပေးမယ်ပေါ့နော်။အဲဒီမှာဆိုရင်ဒါကျွန်တော်ရေးဘူးရေးအေးရောရမယ်။ပြီးရင်ဒါဘူတိုင်းနဲ့ပေါ့နော်ပြီးရင်ဒါဧည့်တယ်လာတဲ့ချိန်နေဆိုရင်လည်းဒါဧည့်တယ်တွေကိုလည်းဒါဒီထဲမှာတိတ်ဖို့ຢာထားတယ်ပေါ့နော်ဒါကတော့ဧည့်တယ်လာတဲ့ချိန်လည်းယေရှုအိုင်းနာတွဲရပေါ့ဒါဒီဘက်မှာတော့ဒါလျှောက်လန်းပေါ့ဒါတော့ငါးပေအကျေလျှောက်လန်းဖြစ်မယ်ဒီငါးပေအကျေလျှောက်လန်းမှာဆိုရင်ဒါကတော့မြို့ချောင်ဘက်ကိုတွားလို့ရမယ်ပေါ့နော်ဒါဒီဘက်ကတော့ဒါကျွန်တော်ရဲ့အိတ်ခမ်းမှာအဲဒီမှာဆိုရင်လည်းဒါယေရှုအိုင်းနာတွဲရဖြစ်မယ် ါတော့ကျွန်တော်ရဲ့အိတ်ခမ်းအဲဒီဘက်မှာတော့ဒါကျွန်တော်ရဲ့အလုပ်စပွဲပေါ့နော်အဲဒါဒီလူမျိုးလေးတွေတော့ဒါကျွန်တော်အလှဆင်ပေးထားပါတယ်ဒါကျွန်တော်တို့အိတ်ခမ်းကအလုံးပေါင်းကအိတ်ခမ်း၃ခန်းပါမယ်ပေါ့နော်ဒါဒီဘက်မှာဆိုရင်နောက်ထပ်အိတ်ခမ်း၃ခန်းထပ်ပါအောင်မယ်ပေါ့ဒါကတော့ဒီချွန်းအိတ်ဒါမပါတော့ဘူးဒါကတော့ဟောတိုက်ခမ်းကြီးပေါ့နော်ဒါကတော့ကျွန်တော်တို့မိသားစု အများကြီးဧည့်သည်လာတဲ့ချိန်နေဆိုလဲဒါဒီမှာချောင်းချီချီအိတ်လို့ရအောင်လို့ဒါကတော့အိတ်ခမ်းအကျယ်ကြီးပေါ့နော်မှဆိုရင်ဒါကတော့ဟောတိုက်ခမ်းကြီးပါ ဒါတော့မိသားစု၄ယောက်ဒီကရင်ကဒါမိသားစု၄ယောက်ကောင်းကောင်းကြီးစက်ပါတယ်အဲဒါတော့ဒါရေချွန်းအင်တာမပါတဲ့ဟောဒိုက်အခန်းကြည်ကြပါခင်ဗျာဒီဟောဒိုက်အခန်းနေဒီဘက်ကိုထွက်လိုက်မယ်ဆိုရင်ဒီဘက်မှာကတော့သမင်းစားကန်းပေါ့နော်သမင်းစားကန်းကလည်းဒါကျွန်တော်တို့ခုနှစ်ပေအကျယ်ရှိမယ်ဒီရှင်းနောက်ကတော့ပေ30လောက်ရှိပါမယ်ခင်ဗျဥပမာဆိုရင်ဒါလူ2ယောက်3ယောက်အေးစစ်စစ်အိတ်လို့ရသေးတယ် အဲအခုလောလောဆယ်ဒါကျွန်တော်တို့အိမ်စားရွှေရွှေချင်းမှာပဲအဲ့နဲ့ဒီရောရောက်နေတော့အိတ်ခမ်းမလောက်တဲ့ချိန်မှာဒါဒီဘက်မှာလည်းထွက်အိတ်လို့ရအောင်ဒါအဲ့ရခင်းလေးနဲ့စီစဉ်ပေးထားတယ်ပေါ့နော်ဒီဘက်မှာဆိုရင်ဒါကစ်ချင်ကမ်းပါဒီဘက်မှာဆိုရင်ဒါကစ်ချင်ကမ်းဒီမှာဆိုရင်ဒါချစ်ပြုတ်လို့ရမယ်ပေါ့နော်ဒါကျွန်တော်တို့ထမင်းစားကမ်းရဲ့မိဖို့ကြောင့်ကနေဒီဘက်ကိုထွက်လိုက်မယ်ဆိုရင်နောက်ထပ်ဒီချူဝမ်းအိမ်တာနောက်ထပ်အခန်းတစ်ခန်းစီအလုံးပေါင်းအခန်းတစ်ခန်းထပ်ပါပါသေးတယ်ဒါတော့ရေချူဝမ်းတိကျပေါ့နော်ဒီမှာဆိုရင်လဲဒါရေပူရေအေးတခါတည်းတွေ့ပေးထားတယ် ်ဒီဘက်မှာတော့ဒါယူယူနောက်ဖီးသွားလို့ရတဲ့နေရာပေါ့နော်ဒီနောက်မှာဆိုရင်ဒါနောက်ထပ်နေရာလန်လေးကြံသေးတယ်ဒါဒီနောက်မှာတော့ဒါကျွန်တော်အဝက်လန်းမှုနေရာလေးကြံတယ်ပေါ့နော်တိုလီမိုလီပစ္စည်းလေးထားလို့ရမယ်ပြီးရင်အဝက်လန်းလို့ရမယ်ပေါ့နော်ဟိုအိမ်နဲ့ဥဒရိုင်းကြမှာဆိုရင်ဒါဒီဘက်မှာခွင်လဲဒါပန်းမင်စိုက်ဖို့ပေါ့နော်ဒါတော့ပန်းကုံလေးလောက်ထားတယ်ဒါဘာမှတော့အခုချိန်ထိတော့မဆက်ရသေးဘူးဒါအခုမှသွားရွှေ့တာရပိုင်မဲ့ရှိသေးလို့ပါဒါအပြင်မှာဆိုရင်ဒါဒီဘက်မှာဆိုရင်တော့ဒါကျွန်တော်တို့ ရည်ရွှန်းပါမယ်ပြင်ရည်ခံပါမယ်ပေါ့နော်ဒါအပြင်မှာလည်းရည်ချိုးလို့ရတယ်အဝေးလျှော်လို့လည်းရတယ်ဒါကျွန်တော်တို့ပွေလန်းတပင်လေးလုတ်ပြီးဆိုရင်လည်းဒါဥခွက်ပကံစေးကျင်လည်းရတယ်ပေါ့နော်အဲအကြောင်းမလို့အပြင်မှာလည်းရည်ခံလေးတီးတဲ့တီးတဲ့ထုတ်ထားပစ်လိုက်တာပေါ့နော်ပိုက်တလုံးပိုင်ဆိုင်မှုအိမ်ဝင်းတဝင်းပိုင်ဆိုင်မှုဆိုတာတော်တော်ကိုမလွယ်တာပါနော်ဒါခုကျွန်တော်ဆိုရင်လည်းမန္တလေးရောက်တာ7နှစ်ကျော်ရှိခဲ့ပြီလို့ရှိမှပြောခဲ့တယ်အဲ့ဒီ7နှစ်ကျော်ကာလအတွင်းမှာဒါကျွန်တော် အကြိမ်ပေါင်းများစွာအခက်အခဲပေါင်းဆုံးเนาะအများကြီးအများကြီးကိုရင်ဆိုင်ခဲ့ရတယ်အဆင်မပြေမှုတွေအဆင်ပြေမှုတွေလည်းဒါများစွာကြုံခဲ့ရတယ်အဲ့ဒီအမှာဒါတောက်လျှောက်ကြိုးစားရင်ကြိုးစားရင်အလုပ်တွေစတိုက်လုပ်ရင်လုပ်ရင်းနဲ့ပြည်ချင်းစုရင်းစုရင်းနဲ့ဒါအခုလိုမျိုးအခြေအနေဒါအိမ်ဝင်လေးပိုင်ဆိုင်လာတာပေါ့ဒါကျွန်တော်ရဲ့ဘဝမှာဒါကိုပိုင်ခြံဝင်ကိုပိုင်အိမ်လေးနဲ့နေခြင်းနဲ့ဆန်းတော့ဒါအခုပဲပြည့်မြောက်သွားပါပြီဒါအခုဒီအိမ်တက်လေးရဆိုရင်ဒါကျွန်တော်ရင်ကျွန်တော်အမျိုးသမီးဒါကျွန်တော်တော့ချစ်စတုန်းနဲ့ ခြာတိတ်လို့ခေါ်တဲ့ကျွန်တော်အမျိုးသမီးနဲ့တကယ်ကိုမင်္ဂလာဦးတိုက်တဲ့လို့ပြောရင်မမားပါဘူးပြီးတော့ကျွန်တော်နဲ့ခြာတိတ်ချစ်တူတက်တန်းပြည်တာဆိုရင်ဒါအခုဒီအော်တိုဘာလက၈နှစ်တက်တန်းပြည်တဲ့ကာလနဲ့တိုက်တိုက်ဆိုင်ဆိုင်ကြုံနေပါတယ်ခလိုက်ပြောလားပြောတာပေါ့ဘယ်လောက်ပြောလဲပြောအများကြီးပဲအများကြီးပြောတာဘယ်လောက်ပြောလဲပြောအများကြီးပဲရှင်နှန်းခံစားချက်လေးပြောပြပါဦးပြောမပြတတ်အောင်ကိုပြောတာ ဒီလိုကြီးနေတဲ့မိတ်ဆွေတွေမှာလည်းကိုဝိုင်းချမ်းမရှိသေးဘူးဒါမှမဟုတ်ကိုဝိုင်းအိမ်မရှိသေးဘူးဆိုရင်လုံးဝလုံးဝအာမငယ်ပါနဲ့စီးပွားရေးလုပ်ငန်းတစ်ခုမှာအောင်မြင်ဖို့ဆိုရင်အ ਨੇ ဆုံး10စုနှစ်တခုတော့ရင်းနှီးရတယ်လို့အလုံးကြားဖို့ပြီးသားဖြစ်ကြပါလိမ့်မယ်ဒီလိုကြီးနေတဲ့မိတ်ဆွေတွေမှာလက်ရှိအဆင်မပြေသေးဘူးဆိုရင်လုံးဝအာမငယ်နဲ့တစ်ချိန်ချင်းဖြစ်လာမှာဟုတ်တယ်ဟုတ်ခုလိုမျိုးဒါအခုလိုအခြေအနေရောက်လာသည် ျွန်တော်မှယေရှုရှင်များစွာရှိတယ်နော်ဖះမှုရှိတော်တန်ခါတော်ရှင်သူမြတ်တွေရှိမယ်ပြီးရင်မိဘဆရာတွေရှိမယ်ပြီးရင်ညီအကိုမောင်နှမတွေရှိမယ်ကျွန်တော်ရဲ့ဆွေမျိုးတွေရှိမယ်ဒီအခြေအနေရောက်လာအောင်လက်တွဲခေါ်ပေးတဲ့ကျွန်တော်ရဲ့မိတ်ဆွေစီဝိုင်းလုပ်ငန်းရှင်တွေရှိမယ်မန်နေဂျာတွေရှိမယ်စူပါဗိုက်ဇာတွေရှိမယ်ဝန်ထမ်းတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးဒါကျွန်တော်ရဲ့ client တွေပြီးတော့အထူးသဖြင့်တော့ကျွန်တော်ရဲ့ဗီဒီယိုတွေနေ့စဉ်နေ့တိုင်းတင်ဆက်တိုင်းမှာနေ့စဉ်ကြည့်ရှုပေးနေကြတဲ့တူချင်းတယောက်ချင်းကတော့တကယ့်ကိုကျွန်တော်အတွက် ်မဟာကျေးဇူးရှင်တွေပါပဲเนาะတကယ့်ကိုအထူးကျေးဇူးတင်ရမယ့်ပုဂ္ဂိုလ်တွေပါပဲတူးချင်းတယောက်ချင်းစီကိုကျွန်တော်ကြွကြောင်ကကျေးဇူးအထူးထူးတင်ရှိပါတယ်ခင်ဗျာတကယ့်ကိုကျေးဇူးတင်ရှိတာပါခင်ဗျာเนาะတကယ့်ကိုကျေးဇူးတင်ရှိတာပါဒါကျွန်တော်အရန်ပိုင်ဆိုင်ခြင်းနဲ့ ဒါကတော့ကျွန်တော်ရဲ့ RC တိုက်လေးပဲဖြစ်ပါတယ်စောက်တာကတော့တစ်ထပ်ခွဲစောက်တာပါဒါလောလောဆယ်ကတော့ကျွန်တော်ငွေကြီးအခြေအနေရပါတော့တစ်ထပ်ပဲတက်နိုင်သေးတယ်ဒါဖြည်းဖြည်းချင်းမှပေါ့နော်ဒါအပေါ်တယ်လေးကစက်တက်နိုင်မယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်နော်ဘိုင်ဘိုင်ပါခင်ဗျာ